မသေးခင်ကြည်သွားတဲ့နာယီများနံပါတ်1ဘိုးနာယီဒီနာယီကတော့အင်္ဂလိပ်လိုကောင်းကောင်းမတက်ဘူးဆိုရင်လုံးဝပတ်လို့မရတဲ့နာယီပဲဖြစ်ပါတယ်။နာယီကိုပုံမှန်လိုခဏနေနေမဟုတ်ပဲနဲ့အင်္ဂလိပ်စာတန်းနေနဲ့ဖော်ပြထားတာ။ဥပမာတနာယီမိနစ်40ဆိုရင်တနာယီ40ဆိုပြီးရေရိုးမရေးပဲနဲ့နှစ်နာယီထိုးဖို့မိနစ်20လိုသေးတယ်ဆိုပြီးတော့ကွေ့ပတ်ပြီးရေးထားတာဖြစ်ပါတယ်။အင်္ဂလိပ်လိုမှုနေနေတာမှာနည်းနည်းလေးတွေးပြီးမှကြည့်ရမယ့်နာယီမျိုး။ Yes no very good လို့ပဲသိတဲ့သူတွေကတော့ဒီဗီဒီယိုလေးကိုကြော်သွားလို့ရပါတယ်။ No! နံပါတ်2အစုံကြည့်နိုင်ဒီနိုင်ကတော့ရုတ်တရက်ကြည့်လိုက်ရင်နိုင်လူတော်ထင်ရမှာမဟုတ်ပါဘူးတကယ်တော့ဆက်ရန်နေရာပေါင်း8000ကျော်နဲ့ဖွဲ့စည်းထားတဲ့ဆွဲစုံကြည့်နိုင်ပဲဖြစ်ပါတယ်ဆွဲစုံကြည့်နိုင်လို့ပြောရတဲ့အကြောင်းကတော့ဒီဘာမှမသိတဲ့ဆက်ကြီးကနေအကုန်ဖမ်းကြည့်လို့ရနိုင်တယ်နေနေလာရဲ့လေပတ်ပုံတွေအပြင်နေကြက်တာတွေလက်ချက်တာတွေကိုပါဒီနာယီကနေကြည့်ပြီးတော့သိနိုင်ပါတယ်။ဒီရေတက်ချကိုတော့ဒီနာယီကိုကြည့်ပြီးခံမှန်းနိုင်ပြီးတော့ဒီနေ့ခေတ်နာယီတွေထပ်ပို့ပြီး function စုံတယ်လို့ပြောလို့ရပါတယ်။နာယီကြည့်ဆိုရင်ဘယ်နှန်းကြည့်ရမှန်းမသိကြလေးတခုပါ။ နံပါတ်3ရိုဘော့နိုင်အခုမြင်နေရတဲ့လူကတော့နိုင်ဖန်တီးတဲ့နေရာမှာအလွန်ကိုလက်ရမြောက်တဲ့ပါရမီရှင်တူပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း240လောက်ခန့်ကတာမန်နဲ့မတူပဲစမ်းသက်တဲ့ပစ္စည်းတွေကိုအမျိုးမျိုးဖန်တီးတီထွင်ခဲ့ပါတယ်အဲဒီထဲမှာအခုမြင်နေရတဲ့နိုင်ကတော့သူ့ရဲ့လက်ရအများဆုံးနိုင်လို့ပြောလို့ရပါတယ်ရိုဘော့နိုင်လို့ခေါ်ပြီးတော့ဆက်ရနေရပေါင်း1400ကျော်နဲ့ဖွဲ့စည်းထားပါတယ်ဒီနိုင်ကလည်းနိုင်လက်တန်နဲ့ဘာတစ်ခုမှမပပဲနဲ့ရိုဘော့လက်တန်လေးကပဲအချိန်ကိုရေးသားသွားမှာဖြစ်ပါတယ် တမနစ်ကိုတစ်ချိန်နဲ့မိနစ်တိုင်းရေးသားသွားမှဖြစ်ပြီးတော့ခလုံးမပိတ်မချင်းစတဲ့ရေးပြနေပါပါဒါပေမဲ့나이ကဝယ်ပြီးရင်တော့ချိန်ထားဖို့အဆင်မပြေတာကြောင့်나이ကြီးအောက်ချကြည့်ရမယ့်အနေအထားဖြစ်ပါနံပါတ်၄ organic 나이ဒီ나이ကတော့ဘာတခဲဘာမိမှမလို့တဲ့ organic 나이ပဲဖြစ်ပါတယ် physical the body အကိုအခြေခံပြီးတော့သဘောအလျောက်လဲပတ်နေအောင်လုပ်ထားတာ။ Okay. အပေါ်ကဒီလှုပ်နေတဲ့အတန်လေးက나이တစ်ခုလုံးကိုလဲပတ်ပေးထားတာဖြစ်ပါတယ်။ ကလီတန်ဖောင်ယာဆိုသူကဒီနိုင်ကိုဒီဇိုင်းဆွဲပေးခဲ့ပြီးတော့အကန့်အသတ်နဲ့ပဲရောင်းချတဲ့နိုင်တစ်ခုဖြစ်ပါတယ်။နိုင်ရဲ့အလုံးလုံးပုံတစ်ခုလုံးကိုတခြားရှင်းရှင်းလင်းလင်းမြည်ရပြီးတော့အင်မတန်ရိုးရှင်းပြီးလက်ရမြောက်တဲ့အမှုပညာတစ်ခုလို့လည်းဆိုကြပါတယ်။နံပါတ်5ရေနိုင်ဂျာမနီနိုင်ငံဘာလင်မြို့မှာရှိတဲ့ဒီနိုင်ကတော့ရေကိုသုံးပြီးအချိန်ကိုပြတဲ့ရှားပါးရေနိုင်တွေကတစ်ခုဖြစ်ပါတယ်။ဘာနာကီတန်လို့ခေါ်တဲ့တည်တည်ယူပပီရာပညာရှင်တဦးက1982ခုနှစ်မှာတည်ထွင်ခဲ့တာပါ။ 73မီတာရှိတဲ့ဖန်လောင်းအကြီး12ခုနဲ့ဖန်လောင်းအသေးအခု30တို့နဲ့ဖွဲ့စည်းထားပါတယ်။ဖန်လောင်းအကြီးတွေကတလုံးကိုတနာရီဖြစ်ပြီးတော့၅လုံးပြည့်ရင်တော့၅နာရီဖြစ်ပါတယ်။ဖန်လောင်းအသေးလေးတွေကတော့တလုံးကို1မိနစ်ဖြစ်ပြီးတော့15လုံးဆိုရင်တော့နာရီဝက်တည်တည်ပါ။ဒီနာရီကလည်းနာရီဆိုတာကအမှုပညာနဲ့သိပ္ပံပညာကိုပေါင်းစပ်ထားတဲ့လက်ရာတစ်ခုလို့ပြောလို့ရပါတယ်။ဒီနာရီကိုဆက်လုပ်တွန်းကားဆိုရင်ဖြတ်သွားဖြတ်လာတွေတောင်မှနာရီလို့မထင်ခဲ့ကြဘူးလို့ဆိုပါတယ်။စုံနေကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။